ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ပြည်သူ့စေယုံကြီးကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့အရဲသားပြည်သူပေါင်း30ကျော်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်မှာစစ်တပ်ရဲ့လုံရက်ပေါ်ရခိုင်နိုင်ငံရေးပါတီတွေပါဝင် နိုင်ငံရေးပါတီအားလုံးနှုတ်ဆက်နေကြပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့သူတို့ကိုမဲထဲကြဖို့ရွေးကောက်ပွဲမှာပါဝင်ကြဖို့ဆိုတာကိုမနာတမ်းပြောဆိုနေပေမဲ့ကိုလူမျိုးကိုနိုင်ငံသားတွေကိုအစုလိုက်ပြုံလိုက်တတ်ဖြတ်နေတဲ့အဖွဲ့အစည်းကိုတော့ထောက်ပြဝေဖန်တာမျိုးတောင်မလုပ်ကြပါဘူး။ စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစလုံးမဲ့ရွေးကောက်ပွဲကိုရခိုင်ပြည်နယ်ကနေဝင်ပြိုင်ကြအောင်မဲ့ဒေါက်တာအေးမောင်ရဲ့ရခိုင်ဥဆောင်ပါတီ AFP ပြည်သူ့လွတ်တော်အမဟာဥပရှင်တီထောင်နဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ MNDP နဲ့ခမည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွေရဲ့မြောက်ဦးဖြစ်စဉ်အပေါ်သဘောထားကို AOD ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမျိုးမရှိပါဘူးစစ်တပ်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတွေ့နေရတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ခေါင်းဆောင်ဒေါ်စောမြတ်ရာဇာလင်းကလည်းမှတ်ချက်ပြုဖို့ညင်းဆိုပါတယ်အန်တီကဒီကိစ္စအပေါ်မှာဘာမှမပြောချင်ဘူးဖြစ်နေတဲ့စစ်ပွဲဘာမှမပြောချင်ဘူးအန်တီလေစကားတွေလွန်သွားမှာဆိုရင်တော့စစ်တပ်ဟာဒီဇင်ဘာလ10ရက်နေ့ညပိုင်းမှာမြောက်ဦးမြို့ကစေးုံတက်တဲ့ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်လာသားကလေးငယ်နဲ့ကိုဝင်တဲ့အပါဝင် လူပေါင်း34ဦးထိတေဆုံးခဲ့ရတာပါ။မြောက်မြို့ဆေးုံကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ပြီးနောက်တနေ့ဒီဇင်ဘာလ17ရက်နေ့မှာလဲဂွမ်းမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်တွေကိုဇက်တိုက်ဘုံကျဲလို့အရက်သား၈ဦးတေဆုံးခဲ့ပါသေးတယ်။ဒီဖြစ်စဉ်တွေအပေါ်လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေနဲ့နိုင်ငံတကာသတင်းစာမျက်နှာတွေနိုင်ငံတကာတန်တမန်အတိုင်းဝန်းတွေကမြန်မာပြည်သူတွေရဲ့လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေတွေကိုထုတ်ဖော်ပြောဆိုနေကြပါတယ်။ဒါပေမဲ့ရခိုင်ပါတီတွေကဆလို့ စစ်တပ်ရဲ့ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP ဒေါ်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP တို့အပါအဝင် နိုင်ငံရေးပါတီတွေကစစ်တပ်ရဲ့လုပ်ရက်တွေကိုမတိကျိုးကြုံပြုပြီးနှုတ်ဆက်နေကြပါတယ်။ဒီယူကော့ဘွေကနေကျွန်တော်တို့ခမရိုးရဲ့ဘွေရယ်အများကြီးပြောင်းလဲသွားနိုင်တယ်။အခုကျွန်တော်တို့ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့လူမှုစီးပွားပြဿနာမငြိမ်းချမ်းတဲ့ပြဿနာတွေအဲ့ဒီပြဿနာတွေရဲ့စင်ကုန်မှု ိုင်ငံရေးပါတီတွေဆိုတာပြည်သူလူထုရဲ့အရေးကိုဆောင်ရွက်ဖို့အရေးခံကြတာဖြစ်ပေမဲ့လက်ရှိပါတီတွေကတော့နေရာမပြောက်ရေးအတန်တိတ်နေကြတာလို့ရခိုင်နိုင်ငံရေးလေလာတုံသက်သူဦးဖေတန်းကဆိုပါတယ်။ရောဒီကာလမျိုးမှာစစ်ကောင်စီရဲ့လိုရကိုရှုတ်ချလိုက်မယ်ဆိုရင်လူလူရွေးရေးကောက်ပွဲကော်စရယ်ဖြစ်ကရောရုတ်သိမ်းနိုင်တယ်။အဲအဲ့တဲ့ပုံရင်တော့ထောင်ကျနိုင်တယ်။အဲအဲ့ဒါလေးကိုသူတို့ကြောက်လို့လည်းဖြစ်မယ်။ပြီးတော့ငကိုကိုနှိုက်က ပြည်သူဘက်ကယက်တီမှုအားနည်းခဲ့တဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ပြည်သူအတန်းကိုသူတို့အဓိကမထားခဲ့ဘူး။စစ်ကောင်စီရဲ့အာဘော်တိုင်းဆက်လုပ်နေရတယ်။ဒါကြောင့်ပြည်သူအတန်းကိုနားထောင်ပြီးတော့သူတို့နည်းနည်းပြည်သူရဲ့ညံ့တာရှိတူကိုရဲရဲဝံ့ဝံ့ပြောဖို့လိုတယ်ပေါ့။အဲလိုမပြောနိုင်ဘူးဆိုရင်တော့ဒါသူတို့ဟာလာနောက်နောက်နောက်လဲဒီမြန်မာပြည်ဘလောက်ပြည့်ပြည့်ပြည်သူတွေဘလောက်တည်တည် သူတို့ပစားပုတ်တွေဟာအခွင့်အရေးတွေပိတ်နေကြနိုင်မယ်သူတို့အထင်ပါတယ်အာရခတ်တော်အေးဟာစစ်တွေကြောက်ဖြူနဲ့မန်အောင်ကလွဲလို့ကျန်ပြည်နယ်တစ်ခုလုံးကိုတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်စစ်တပ်ဟာအမ်းမြို့နယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအပအဝင်တပီလုံးနီးပါးစစ်ရှုံးထားတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းစစ်တပ်ဟာအရဲသားတွေပေါ်ပြစ်ခတ်တိုက်ခိုက်မှုလှုပ်ဆောင်လာတာဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာလည်း ကျောက်တော်မြို့နယ်တရက်တပင်ကျေးရွာမှာရှိတဲ့ပညာပန်းကင်းကိုပိုင်ထက်တန်းကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ចောင်းသားတွေပါဝင်22ဦးတည်ဆုံးခဲ့ရပါတယ်။ဒီလိုစာသင်ကျောင်းဘာသာရေးအဆောက်အအုံတွေနဲ့စေယုံတွေပါမချမ်းအရသာပြည့်မှတ်တွေကိုဥတီဘုံကျဲနေတာကဂျနီဝါကွန်ဗင်းရှင်းအရအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုမြောက်ပါတယ်။ရခိုင်ပြည်လုံးဆိုင်ရာចောင်းသားနဲ့လူငယ်များအစည်းအရုံး ASYC ရဲ့ဥက္ကဋ္ဌနေကျော်ဆိုးကတော့စစ်တပ်ရဲ့ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့အတူ နိုင်ငံရေးပါတီတွေမှာလည်းတာဝန်မကင်းဘူးလို့မှတ်ချက်ပြုပါတယ်။ဒီမှာရခိုင်တွေကဒီမှာရရဆက်ဆက်အသက်ခံနေရတာဖြစ်တဲ့အတွက်သူတို့မှာတော့ဒါရိုင်းမဟုတ်ရင်တော့သွေဝက်ပြီးတော့တာဝန်ရှိတယ်။ဟိုစစ်ဖြစ်နေတယ်စစ်ဖြစ်နေတာကိုငါတို့ဒီနိုင်ငံရေးလမ်းကြောက်ကသွားမယ်ဆိုတဲ့အပေါ်မှာဒီစစ်ပွေးကိုရက်တန်းဖို့အတွက်ငါတို့ဒီရွေးကောက်ပွဲနဲ့သွားရမယ်ဆိုတဲ့စကားလုံးကိုပဲသူတို့ကထပ်ဖက်တလေးလေးပြောပါလိမ့်မယ်။ဟိုသူတို့လွတ်တော်အမတ်ဖြေးလာရင်တောင်မှအဲ့ဒီအပေါ်မှာသူတို့ရဲ့ဖြည့်ရှင်းနိုင်စွမ်းအားဘာမှရှိလာမှာမဟုတ်ဘူး။သူတို့ ဘာတာဝန်ယူမှုတာဝန်ခံမှုမှသူတို့အနေနဲ့ရှိမှာမဟုတ်ဘူးလို့ပဲမြင်ပါတယ်။ AA ရဲ့အချက်လက်တွေအရ2025ခုနှစ်17လကျော်ကာလအတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရခိုင်ပြည်နယ်မှာတွင်လူပေါင်း900ကျော်တိဆုံခဲ့ရတယ်လို့သိရပါတယ်။မြန်မာစစ်တပ်ကဒီလိုအစုလိုက်ပြုံလိုက်ဘုံကျဲတပ်ဖြတ်မှုတွေကိုရခိုင်ပြည်နယ်တွေမှာပဲတိုင်းနယ်ပြည်နယ်အတော်များများမှာကျူးလွန်ထားတဲ့ဖြစ်စဉ်တွေများစွာရှိနေပါပြီ။စစ်ရေးမှအရေးနှိမ်ခဲ့ရင်အရက်သားပြစ်မှတ်တွေကိုနေလို့မရအောင်တိုက်ခိုက်မဲ့အကြောင်း ြန်မာစစ်တပ်အရာရှိကြီးတွေထုတ်ပြောထားပြီးသားလည်းဖြစ်ပါတယ်။မြို့သားညညရေးဆိုရအန်ယူဂျီကတော့စစ်တပ်ရဲ့အရက်သားတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာရာဇဝတ်ရုံး ICC အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ချက်ချင်းကြောင်းဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုနေတာတွေ့ရပါတယ်။